အဲ့တော့တမန်တော်မြတ်ကြီးဆလလာဟူအလัยဝဆလမ်ကမိန့်ကြားတော်မူတယ်။ဘာမိန့်ကြားလဲဆိုတော့ဘန္တာတယောက်ကကယာမတ်နေ့မှာအလ္လာဟ်ဘက်ကနေမေခွန်း၅ခုကိုမေးမြန်းစစ်ဆေးခြင်းမခံရဘဲနဲ့အဲ့ဒီအလ္လာဟ်ရဲ့တရားခွင်ကနေတဖိုးမှခွာလို့မရဘူးတဲ့။နမတ်၁အလ္လာဟ်မေးမယ်အန်ဥမရီဟီအန်ဥမရီဟီဖီမာအဖနာမင်းကအလ္လာဟ်ချီးမြှင့်ခဲ့တဲ့တတန်မင်းကအလ္လာဟ်ချီးမြှင့်ခဲ့တဲ့အချိန်ကိုမင်းပမာတုံးခဲ့လေဒုတိယမေခွန်း تمنا میتی صلی اللہ علیہ وسلم میں نے اللہ دنیا میں گو میں میں وعن علم ہی فی ما فعل وعن علم ہی فی ما فعل حضرت عبداللہ بن مسعود رضی اللہ تعالیٰ عنہ تکھئے روایت مالا رہے وما ذا عمل فی ما علیم اور اب لے سرو اللہ کا دنیا میں میں بے گوں گا رہے میں تکھا رہے تینیا بوما میں بلاو امالو چینتوں گے لے ဘာသာတရားနဲ့ပတ်သက်ပြီးတော့နဗီတမန်တော်မြတ်များတွေကဝဟီဆိုတဲ့ပညာကိုယူလာခဲ့တယ်။အလရှင်မြတ်ရဲ့လမ်းညွန်မှာအချားချက်တွေကိုယူလာခဲ့တယ်။အဲ့ဒီပညာတွေကိုမင်းတက်ကျွမ်းပြီးတဲ့နောက်ပိုင်းမှာတဲ့မင်းအဲ့ဒီတက်ကျွမ်းတဲ့ပညာပေါ်မှာဘလောက်အမလုတ်ကျင့်သုံးခဲ့လေ။ဒီဟဒီစ်ရဲ့ရှင်းလင်းချက်မှာပညာရှင်တွေမိတ်ကြားတယ်။ဒီအဖြစ်မှာလက်မျိုးသောလူဟာကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်။နံပါတ်၁ကတော့သူပြောမယ်ကျွန်တော်ပညာတွေတော့တက်ခဲ့တယ်။ ကျွန်တော်ပညာတွေကိုတော့ကျွန်တော်လေ့လာခဲ့တယ်သင်ယူခဲ့တယ်စီးပူးခဲ့တယ်ဒါပေမဲ့ကျွန်တော်အမလော့လောက်ခွင့်မရခဲ့ဘူးဆိုရင်အဲ့ဒီလူလည်းပျက်စီးမှုနဲ့ရင်ဆိုင်ရမယ်ဒုတိယတယောက်လည်းပျက်စီးမှုနဲ့ရင်ဆိုင်ရမယ်အဲ့ဒီလူကပြောမယ်ကျွန်တော်ဘာအမလုံးမလဲကျွန်တော်ပညာတော်ကျွန်တော်မတတ်ခဲ့ဘူးကျွန်တော်ဘာနမတ်ဖတ်မလဲကျွန်တော်နမတ်စီဖရက်စတီကိုတော့တင်ယူစီးပူးခဲ့တာမရှိဘူးကျွန်တော်ဘာရိုဇာထားခဲ့မလဲရိုဇာရဲ့အချိန်တော့ကျွန်တော်တရိပ်မူမိတာမဟုတ်ဘူးစသဖြင့် ပညာမရှိဘူးတဲ့သူလည်းပဲဒီထဲမှာသွားပြီးတော့မှကြာရှုံးမှုနဲ့ရင်ဆိုင်ရဝါအန်အိမီဖီမာဖာအလ်တပ်ထားတဲ့ပညာပေါ်မှာဘလောက်အမလောက်ကျင့်သုံးမှုရှိခဲ့လဲဆိုတဲ့ဒုတိယမေးခွန်းကိုအလံမေးမယ်အဲ့ဒီမေးခွန်းမေးတဲ့အခါမှာကျွန်တော်တို့ဖြေဖို့အတွက်အဆင့်နှဆင့်လို့နံပါတ်၁ကတော့ကျွန်တော်တို့ရဲ့ဘဝမှာတွေ့ကြုံနေရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းလဲကျက်စားနေတဲ့ပဝင်းချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပညာတတ် ကျွန်တော်တို့နမတ်ဖတ်ပြီးဆိုရင်နမတ်နဲ့ပတ်သက်တဲ့ပညာတော့ရှိရမယ်။အယောင်းဝယ်လို့ရင်ရှရီယတ်ကဘယ်အရာခွင့်ပြုလဲ၊ဘယ်အရာကိုတားလဲ။အယောင်းဝယ်နဲ့ပတ်သက်တဲ့ပညာတော့ရှိရမယ်။အိမ်တော်ယတားကြပြီးနေကာလုပ်ပြီးဆိုရင်နေကာနဲ့ပတ်သက်တဲ့ပညာရှိရမယ်။ငါယောက်ျားလေးတယောက်အနေနဲ့ငါမှပေးစမ်းမယ့်တာဝန်တွေပါရှိ။တရောသမီးတယောက်အနေနဲ့ခင်မုန်းနယ်နဲ့ပတ်သက်ပြီးတော့ဖြည့်ဆွဖြည့်စည်းပေးရမယ်။ဝတ္တရားတွေပါရှိလေ။ဒါတွေအားလုံးသိရမယ်။ တော့အလရှမြတ်ကမေးမှာဝါန်အီလ်မီဖီမာဖာလ်တတ်ထားတဲ့ပညာပေါ်မှာဘလို့အမလုတ်ခဲ့လေအဲ့တော့ပညာမတက်ခဲ့ပါဘူးကျွန်တော်မတင်ခဲ့ပါဘူးလို့ဖြေရင်လည်းပဲအဲ့ဒီအဖြစ်ဖြေတဲ့သူကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်ကျွန်တော်ပညာတော့တက်ခဲ့ပါတယ်ဒါပေမဲ့တတ်ထားတဲ့အပေါ်မှာသိထားတဲ့အပေါ်မှာကျွန်တော်အမလုတ်ကျင်သုံးဝင်မရှိပါဘူးဆိုရင်လေသူလဲကြာဆုံးမှုနဲ့ရင်ဆိုင်ရမယ်တယောက်တော့သူအောင်မြင်မှုရမယ်အဲ့ဒီသူဟာ တက်ထားတဲ့တည်ထားတဲ့ပုံမှာပြင်းပြဝဝအမလုတ်ကျင်သုံးတဲ့လူဖြစ်ရှင်းဆက်ပြီးတော့တမန်တော်မြတ်ကြီးဆလလာလေးဝဆလမ်ကမိန်နေနမတ်၃မိကွန်းကအလရှင်မြတ်ကမိမိနမတ်၃နမတ်၄မိကွန်းနမတ်၃နမတ်၄နမတ်၁မိကွန်းကတော့အန်ဥမူရီဟီဖီမာအဖနာအလာပေးထားတဲ့အချိန်အလာပေးခဲ့တဲ့တတန်းကိုဘလို့အတုံးချခဲ့နမတ်၄မိကွန်းဝအန်အိလ်မီဟီဖီမာဖအလ်တတ်ထားတဲ့တိထားတဲ့ပုံမှာဘလို့အမှန်လုတ်ခဲ့လေ ဒါနံပါတ်1နဲ့နှစ်ဖြစ်တယ်နံပါတ်3နံပါတ်4ဟာဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အလာမေးမယ်နံပါတ်3နံပါတ်4မေးခွန်းကဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အလာမေးမယ်ဘာမေးမလဲဆိုရင်ねကျွန်တော်တို့ရှာဖွေထားခဲ့တဲ့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မေးခွန်းနှစ်ခုကျွန်တော်တို့ဖြေရမယ်တစ်ခုကတော့ဝအန်မာလီဟီမင်အိုင်နက်တသဘာကျွန်တော်တို့ရှာဖွေထားတဲ့ဒီဥစ္စာပစ္စည်းကိုအလံမင်းမယ်မင်းဘယ်ပုံဘယ်နည်းနဲ့ရှာဖွေခဲ့တာ မင်းတမအာဇီဝနဲ့ရှာဖွေခဲ့တာတို့မဟုတ်သူများရဲ့မြခုံးမွေးမှာဇင်းငံလျှောက်ပြီးတော့မှကရုံးပေါ်ထိတ်ခွဲလှုပ်ပြီးတော့မှမတမတဲ့ဤနဲ့မင်းရှာဖွေခဲ့တာလားဒီမင်းကုန်းကိုကျွန်တော်တို့ဖြေရမယ်ပြီးတော့ရင်ဝဖီမာအန်ဖကာဒုတိယမင်းကုန်းကတော့ဘာလဲဆိုရင်တဲ့ဒီရှာဖွေပြီးတော့မှရလာတဲ့အဥ္စာပစ္စည်းကို မင်းဘယ်ပုံဘယ်နည်းအတုံးချခဲ့လဲဘယ်ပုံဘယ်နည်းအတုံးချခဲ့လဲ အဲ့တော့ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့မေးခွန်းနှစ်ခုနံပါတ်1ကတော့ဒီပစ္စဥစ္စာကိုဘယ်လိုရှာခဲ့လဲနံပါတ်2ကဒီဥစ္စာကိုဘယ်လိုအသုံးချခဲ့လဲဒီမေးခွန်းနှစ်ခုကနေပြီးတော့မှထိုနည်း၎င်းမဲ့ဂျမ်းမြတ်ကုရ်အာန်နဲ့ဟာဒီသ်တော်တွေကိုကိုးကားပြီးတော့မှပညာရှင်တွေကဗာမိတ်လဲဆိုတော့တကယ်တော့ပြန်ကြည့်မယ်ဆိုရင်ဒီဒုနီယာလောကမှာပိုင်ဆိုင်မှုဆိုတာကအဖန်ဆင်းငံတွေအတွက်တက်ရှိတွေအတွက်အဖန်ဆိုင်မှုဆိုတာရှိဖို့မရှိတာ ပိုင်ဆိုင်မှုအလုံးဟာတည်တံ့အလအတွက်ပဲဖြစ်တယ်။ဒုနီယာလောကကြီးတစ်ခုလုံးကိုပိုင်ဆိုင်တာဟာအလားပဲ။ဒီဒုနီယာလောကရဲ့ပိုင်ရှင်အစစ်ကလည်းအလားပဲ။အဲ့ဒီပြကြောင့်လေ့လာကြည့်ပါတဲ့။ကျွန်တော်တို့လူသားကလွဲရင်ဘယ်တက်ရှိဒရဝါကိုမှကျွန်တော်တို့လူသားကဲ့သို့အလားဟာပိုင်ဆိုင်မှုဆိုတဲ့ပုံစံနဲ့အလားချင်းမြင်ထားတာမရှိ။ဒါပေမဲ့ကျွန်တော်တို့လူသားကိုကြတော့အလားက ကျွန်တော်တို့ကအစင်းမြင့်နဲ့အဖန်ဆင်းခံနေဖြစ်တဲ့အလတ်ရှင်မြတ်ကိုအေပါဒတ်တော့ဖို့အတွက်အလတ်ရဲ့အမိန့်တွေကို နာခံဖို့အတွက်ဒုနီယာကို ရောက်လာတဲ့လူသားတွေဖြစ်တဲ့အလတ်ဘက်ကနေပြီးတော့မှရှရီယတ်လို့ခေါ်တဲ့လမ်းညွန်များမှာချမှုတွေအမိန့်ပေးခိုင်းစင်မှုတွေတာဝန်ဝတရားတွေကိုထမ်းဆောင်ရတဲ့လူသားဖြစ်တဲ့ပုံမှာ လိုအပ်ချက်ရအလာဟာကျွန်တော်တို့ကိုဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ပိုင်ဆိုင်ခွင့်ချီးမြှင့်တယ်။အဲ့ဒီပိုင်ဆိုင်ခွင့်ချီးမြှင့်တဲ့နေရာမှာလည်းပဲလုံးဝကျွန်တော်တို့လက်တွေကိုဝက်ကွက်အပ်ပြီးတော့မှပိုင်ဆိုင်သွားတယ်ဆိုတဲ့ပုံစံနဲ့အလာချီးမြှင့်နေမို့ဘူး။ဂျမ်းမြတ်ကုရ်အန်ထဲမှာအလာရှင်မြတ်ကပွင့်ပွင့်လင်းလင်းကိုမိန့်ကြားတော်မူတဲ့အာမင်နူဘီလာဟီဝါရာဆူလီကျွန်တော်တို့ကိုမိန့်နေမင်းတို့အလာပေါ်မှာလဲအီမန်ယူပါအလာရဲ့ရဆူလ်ပေါ်မှာလဲအီမန်ယူပါ အီမန်ယူပြီးသွားပြီလားကျွန်တော်တို့အီမန်ရှင်တွေကိုအလာမိနေဝအန်ဖီကူမင်မာဂျာလကွမ်မုစတခလဖီနာဖီမင်းတို့ကိုကိုယ်စလဲအဖြစ်နဲ့ငါအလာခန့်အပ်ထားတဲ့အဥ္စာပစ္စည်းတွေကိုမင်းတို့သုံးဆွဲပါအဲ့တော့ကျွန်တော်တို့ရဲ့လက်ထဲမှာရှိတဲ့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့ကျွန်တော်တို့ပိုင်ဆိုင်နေတဲ့ကျွန်တော်တို့ပိုင်ဆိုင်အောင်မဲ့ဒီအဥ္စာပစ္စည်းတွေဟာ ဝါကွာအလာဟာကျွန်တော်တို့ကိုအပေးပိုင်ဆိုင်မှုပေးလိုက်ခြင်းမဟုတ်ဘူးကျွန်တော်တို့ကိုကိုယ်စလဲအနေနဲ့မန်နေဂျာအနေနဲ့အလာဟာကျွန်တော်တို့ကိုစီမံခန့်ခွဲခွင့်ပြုလိုက်တာအဲ့ဒီအတွက်ကြောင့်ねအလာကဥစ္စာပစ္စည်းကို ရှာတဲ့နေရာမှာလည်းပဲစိတ်တိုက်ထင်းသလိုမင်းသလိုရှာဖွေခွင့်မပြုသလိုမျိုးပဲဥစ္စာပစ္စည်းကိုတုံးဆွဲတဲ့နေရာမှာလည်းပဲစိတ်တိုင်းကြတုံးဆွဲခြင်းအလာမပေးတာဘူးတဲ့ရှာဖွေတဲ့နေရာမှာပမာပြစ်ဒီအပိုင်းမှာမိကုန်းနေတားအားလာဘန်တိုးဘာလို့ရမလဲ ဘန်တိုးကိုပလီမာတုံးလို့ရလားဘန်တိုးကိုယုံမာတုံးလို့ရလားဘန်တိုးကိုအခွန်ဆောင်တဲ့နေရာမှာတုံးလို့ရလားကျွန်တော်တို့ရဲ့ဘဝတွေအားလုံးဟာဒီအတိုးထဲမှာလင်းနေတယ်ဂျမ်းမြတ်ကုရ်အန်ထဲမှာအလ္လာဟ်ရှင်မြတ်ကအဟလ္လာလဟူလ်ဘိုက်ဝဟရမရ်ရီဘာအလ္လာဟ်ကအယောင်းဝယ်ကို ခွင့်ပြုတယ်ဆိုပေမဲ့လေပတ်စံရှာတဲ့နေရာမှာအတိုးနီးနဲ့ပတ်စံရှာတာကိုအလ္လာဟ်ရှင်မြတ်ကတားတယ်တဘောကပတ်စံရှာဖွေးတဲ့နေရာမှာ လုံးဝကျွန်တော်တို့မှာလွတ်လပ်ခွင့်မရှိဘူးအထောက်အနောင်နေနဲ့ပဲကျွန်တော်တို့ဟာပတ်စံကိုရှာဖွေရတယ်တုံးဆွဲတဲ့နေရာမှာလည်းပဲလွတ်လပ်စွာတုံးဆွဲခွင့်မရှိဘူးအလရှိမဲ့ချုံလုံထားတဲ့ပုံစံနဲ့ပဲတုံးဆွဲရတယ်ဘလောက်ပဲကျွန်တော်နဖူးကချွေချေမှကြောင်းကျွန်တော်အပင်မန်းခံပြီးတော့မှဘဝတစ်ခုလုံးရင်းပြီးတော့ရှာဖွေသားသည်ဖြစ်ပါစေအလကတနည်းကိုတစ်ခေါက်ဇကာထောက်ပါဆိုရင်ကျွန်တော်တို့ထုတ်ကဓမ္မတော်ကပိတရာပေးပါလို့ပြောရင်ပိတရာပေးရတယ် ်ကုရ်ဘာနီလောက်ပါလို့ပြောရင်ကျွန်တော်တို့ကုရ်ဘာနီလောက်ရတယ်မိဘအတွက်အတုံးပြုပါလို့ပြောရင်ကျွန်တော်တို့အတုံးပြုရတယ်ကြကြတွေချက်ချီတွေခါလာတွေမောင်မူတွေအတွက်အတုံးပြုပါလို့ပြောရင်ကျွန်တော်တို့အတုံးပြုရတယ်ဒါတွေအားလုံးကိုကြည်ကျင်အဖြစ်ဘာတိရလဲဆိုတော့ကျွန်တော်တို့လူသားဟာဥစ္စာပစ္စည်းနဲ့ပတ်သက်လာရင်အထူးသဖြင့်အီမန်ရှင်ဟာလုံးဝလွတ်လပ်တဲ့လူသားတွေမဟုတ်ပါဘူးဥစ္စာပစ္စည်းကိုရှာဖွေတဲ့နေရာမှာလည်းပဲကျွန်တော်တို့မှာကန့်တတ်မှုတွေနဲ့ကျွန်တော်တို့ရှာဖွေရတယ်